ရင်းသက်တပတ်အတိုင်းမှာဆိုမာလီယာလူမျိုးရာပေါင်းများစွာဟာအင်လန်းညွန်တွေနဲ့အတူဘတ်စကားတွေနဲ့ခီးသွားလာကြပြီးတခါမှမရောက်ဘူးသေးတဲ့နိုင်ငံရဲ့ဒေတာတွေကို လေ့လာဖို့အခွင့်အရေးရနေကြပါတယ်။အသက်အရွယ်မျိုးစုံကလေးတွေဆဲကျော်သက်တွေနဲ့လူကြီးတွေဟာဒီကိုလာပြီးပျော်ရွှင်မှုရှာဖွေကြပါတယ်။လုံခြုံရေးပုံမှန်ကောင်းမွန်လာတာနဲ့အမျှခီးသွားလုပ်ငန်းဟာမြို့ပြဧရိယာကိုကျော်လွန်တိုးချဲ့လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့အင်လန်းညွန်ကပြောပါတယ်။ ကလအုပ်စည်းဓာတ်တွေနဲ့အတူတူထမင်းစားဓာတ်တွေဟာရိုးရှင်းပေမယ့်အဓိပ္ပာယ်ပြသွားတဲ့ခီးစင်မှာလူအတော်များများအတွက်နှစ်ပေါင်းများစွာတွင်ပထမဆုံးအချိန်လွတ်လွတ်လပ်လပ်ခီးသွားလာတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အတွက်ဒါဟာအံ့ဩစရာကောင်းပြီးထူးခြားတဲ့အတွေ့အကြုံပါပဲဒီလိုခီးစင်မျိုးအတွက်ဒီကိုပထမဆုံးအချိန်ရောက်ခူတာဖြစ်ပြီးတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အချက်အလက်တွေအရရတတပတ်ကိုလူပေါင်း150ခန့်ဒီခီးတွေမှာလဲပတ်တယ်လို့သိရပါတယ် ကျွန်တော်တို့ရဲ့ခီးစဉ်တွေဟာမိုဂါဒီရှူမြို့တော်ရဲ့လုံခြုံရေးတိုးတက်ကောင်းမွန်လာလို့ရရှိခဲ့တာပါလူတွေဟာလုံခြုံတယ်လို့ခံစားရပြီးရှုခင်းတွေကိုလာရောက်ခံစားဖို့ဖိတ်ခေါ်နေပါတယ်လို့ဆိုပါတယ်စေစုနဲ့များစွာကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ပွဲတွေစစ်သွေးကြွအုပ်ချုပ်မှုနဲ့အေရှာဘတ်တပ်ဖွဲ့ရဲ့ကြာရှည်ပုံကံမှုတွေနောက်ပိုင်းမှာဆိုမာလီယာဟာပြန်လည်ထူထောင်ရေးစီကိုဖြည်းဖြည်းချင်းဦးတည်နေပါတယ်ဒီလိုခီးစဉ်လေးတွေဟာပုံမှန်ဘဝစီကိုပြန်သွားရလမ်းကြံပေါ်က ခြေလန်းလေးတွေလိုခန်းစားစေရပါတယ်ရှင်။